န့်နေတဲ့သူတွေကလူတွေတုံးနေမလာရဲကြเนาะအဲ့တော့မလာရဲတော့သူတို့မှာလူရတဲ့နဲ့အခွင့်အရေးရပါဦးမလားမရပါဘူး ြင်းတိုက်နော်တရေတိုက်ဘလူတိုက်အစိမ့်တိုက်အာတိုက်ချင်တာနဲ့တိုက်နော်အဲ့ဒီစေသမင်းသုံးခုသလုံးပြီးလိုက်တဲ့သူက၃နှစ်ပြီးပြီနော်ကိုကမသိခင်တော့သာဆောင်းလိုက်သူထံအကုန်ပြန်မယ်အဲ့ဒီစေတွေ့ထားတဲ့ပုဂ္ဂိုလ်တွေကအကုန်လိုက်ပြီးတော့နော်ဒါတို့တမီလိုကလည်းငါလုပ်တဲ့သူပြန်ထိပါတယ်မပြောနဲ့ဝစီကံမဖြစ်စေနဲ့သဘောပေါက်လား အကယ်၍ဘာဖြစ်ဖြစ်သူများနဲ့ရောပြီးကြောက်လန့်ပြီးတော့လေနောက်ယုံမှယုံရတာသူပြီးတော့ပြီးဗီရိယရရားတွေတော့မမင်းနဲ့နောက်ပုဂ္ဂိုလ်ကိုယုံကြည်လိုက်သဘောပေါက်လား မိသားစုဘယ်တော့မှဦးမပွဲတိုင်မပြတ်ဘူးเนาะဟောအခုတဆင့်တိုးလာပြန်ပြီเนาะတဆင့်တိုးလာပြန်ပြီကိုကြီးသာတရားကိုเนาะ30တွဲလိုက်တဲ့အခါနံပါတ်1တဲ့ခုမှလည်းလည်းနေချောင်းချီနေချောင်းသူစုပေါင်း၄ချောင်း၄ချောင်း၄ချောင်းချင်းကိုကြီးသာပြီးတော့အသက်ထဲဆုံးเนาะ ြောင်းသားရှောင်ရမယ်ဆိုတဲ့သူကမိမိရဲ့ခန္ဓာကိုယ်တစ်ခုအတွက်သိကြလိုက်ပြီတော့တဘောပါလားအဲ့ဒါကတကူကောင်းနော်တကူကောင်းမိသားစုကိုပါကြင်ကျင်နေဆိုရင်တော့ကုန်းတော်ဝအားလုံးကိုကိုယ်လေးကုန်းပေါ်မှာနေတယ်နော်ကုန်းပေါ်မှာ ဲနောက်တစ်ခုကတော့မထူးတော့ဘူးเนาะရေတလဝါရ ောင်းတတ်ပြီဆိုတဲ့သတုမာရီနတ်မင်းကြီးကအဲ့ဒီခေလေးရောင်းတာရှောင်းနေသူကိုသူတို့ကဘယ်အရမှရောက်ရောက်လိုက်ပြီးစောင့်ရှောက်ပြီးမယ်ဘယ်သူတွေစောင့်ရှောက်ပြီးမလဲသတုမာရီနတ်မင်းကြီးကကိုဦးတော်ဝါဒီကိုရှောင်းနေသူတွေကိုတဲ့သတုလောကပါဒနတ်မင်းကြီး၄ပါးဖြစ်တဲ့ဓာတ်တရကဝိရုလက်ကဝိရုဖက်ကကုဝေဒါဆိုတဲ့ နာမကြီး၄ပါးကဘုံတရားရှောင်တဲ့သူတွေကိုသူတို့တောင်းချောက်ပေးမယ်သူတို့တောင်းချောက်ပေးတဲ့အတွက်เนาะတကယ်မှာတယောက်ကမိသားစုတစ်ခုခုဖြစ်ခဲ့ရင်เนาะမယိုးသားဘူးလို့ထင်ခဲ့ရင်သူများနောက်ဆက်တိုက်ပိုက်ကြလို့ထင်ခဲ့ရင်เนาะအဲ့ဒီဘုံတရားရှောင်ထားတဲ့သူကဘုံဘုံရဲ့ပုံတော်မှာတောက်တော်ကြီးငါးွက်ကပ် ငါ့ဘွက်ကပ်ပြီးတော့လာပြီးတော့ခံစားနေရတယ်မယုံသားဘူးဆိုတဲ့သူကိုအဲ့ဒီတောက်တော် သည်ဗာဏိတာဗာဏိတာနော်အဲ့တော့သူ့ကိုလည်းပြောလိုက်ပါသင်ခြေလေးကြောင့်သာရှောင်နိုင်မလားပြီးတော့တရဏဂုံကိုလည်းဟောရွတ်နိုင်မလားအနည်းဆုံးမနည်းပဲစီညာတဲ့စီတော့တရဏဂုံရွတ်အောင်ကြားထဲမှာတော့တတိယတိုင်းရွတ်နိုင်မလားဆိုရွတ်ပါမယ်လို့ခရီးပေးလို့ရှိရင်အဲ့ဒီသေးတော့အဲ့ဒီနော်ဝေဒနာရှင် ပျောက်ကင်းနေမဲ့ရှိတော့ပြပါဘုရားလို့တောင်းပြီးတော့ဒီတစ်ခွက်ကိုတိုက်ချလိုက်ပါ။နော်အဲ့ဒါဆိုဥမိတာစုတွေကဖြစ်နေတဲ့သူသည်နော်အဲ့ဒီဂတိသစ္စာတည်နေရင်တခါတည်းပျောက်ကင်းသွားလိမ့်မယ်။နော်အဲ့ဒါကအိမ်ဆောင်နဲ့ဒီခြံဆောင်နဲ့ဒီမြို့ဆောင်နဲ့ဒီနေဆောင်နဲ့ဒီရုပ်ဝတ္ထုတွေဘုံဝတ္ထုတွေကိုယ်ပိုင်နေပိုင်ဆိုတဲ့ စတုလောကပါလာနမိကြီး၄ပါးလိုကဒုက္ခနာကိုလေသူများနောက်ရဲ့တက်ကြိုက်နေတာကိုအကုန်ဖယ်ထုတ်ပေးသွားလိမ့်မယ်။သဘောပါလား။ဩနာဘုံတဲ့ဘဝရှောင်နေသူကြတော့နမိကြီး၄ပါးစောင့်ရှောက ခဲ့လာတောင်းရင်အဲ့ဒီဂရီတစ္ဆာတောင်းပြီးတော့ဘုံဘုံရဲ့ဘုံတော်ကနေသူ့ကြတော့ဆယ်ဘွဲ့ထူလာရမယ်ကေဇေမှာဖြစ်တဲ့အတွက်ခொနည်းရသားသမီးကိုကေဇေမှာဖြစ်သည့်အတွက်ဘယ်တော့လဲဆယ်ဘွဲ့ထူတော့အောက်တော်ကြီးကကလေးကြီးဆက်ကတ်ထားလိုက်ပါအဲ့တော့တယောက်လာရင်တစ်ခွဲ့ယူပြီးတိုက်လိုက်ဂရီတစ္ဆာနဲ့တိုက်လိုက်နော်အဲတိုက်ပြီးလို့ရှိရင်ပြန်ပြီးတော့ရေချက်ပြီးပြန်ကတ်ထားလိုက် နော်အဲ့ဒီခြေခွက်မှာဒီကအပြည့်ရှိနေရမယ်နော်ငါ့ဘွက်ကတည်းကကလည်းမိသားစုအတွက်နော်ငါ့ဘွက်ကနော်အမြဲရှိနေရနော်ဒီမပြတ်နဲ့တောက်လဲပြီးလဲပြီးရောပြန်နေတာပြီးမိတ်မနေနဲ့နော်အဲကိုလူရောက်လာတော့မှကြပြားလေးရရေးတဲ့ဒီတတ်ပါတယ်ခင်ဗျာမရတော့ဘူးနော်တောက်ပြီးတော့ဇွန့်ပြီးတော့ပြန်နေလိုက်တဲ့အခါမှာအနားမှာရေအစင်းသိရှိပါသေးတယ် ဘောပါလားအကယ်၍ဒီတန်မူကြီးဒီတန်မူရဲ့အမိခဲ့ပြီးတော့မှတခါလဲပြန်ကလာနော်အရှင်ဘုရားကတ်ပါလေဘုရားဆိုပြီးတော့ဆက်ကတ်ကလာအဲ့ဒီလူကိုကနေပြီးတော့တတ်တော့ရာသက်ပန်စားရတော့မယ်ဆိုတဲ့သူကတရွာလုံးတရက်ွယ်လုံးတနေလုံးကိုဘုံဘုံရဲ့ပုံတော်ကနေဘုံဘုံရဲ့မိတ္တာကြက်ကနေတောင်းပြီးတော့အကုန်လုံးကယ်နိုင်သွားမယ်သဘောပေါက်လားမှန်ပါပါ ေမဲ့ကာယကံကြီးကပြန်လုပ်ပြီးပါသူသူ့ဘာအဲ့ဒီအတိုင်းခံအောင်သူ့ခံပြန်အောင်လို့လုံးဝเนาะပြန်မှသိလူတဲ့စိတ်မရှိသေးရဘူးဖြစ်နေတဲ့ယောဂပျောက်ရင်ပြီးပြီမလားလို့ပဲလေးပါသဘောပါလားမှန်ပါဗျာပြန်လုပ်မလားပြန်ကြည့်မလားဆိုတာကိုလုံးဝမမေးပါနဲ့ပြန်မလုပ်ပါနဲ့เนาะပြန်မလုပ်ပါနဲ့ဒီခံမှာ ခွလလိုက်ပါနှစ်ပြီးတော့သူတို့ကမေးတတ်တယ်ဘသူလောက်ထားတာလဲဘသူမှမလုပ်ဘူးနော်ကိုပြုတဲ့ကံနဲ့ကိုပိုင်ကိုခံနေရတာကပြောလားအဲ့တော့ကိုကျွေးကိုဒီခံခြင်းနဲ့ဆက်လာအဲ့ဒါကြီးကြီးသွားနေမယ်ပဲပြောပါနော်အဲဘသူလောက်တာခြင်းနဲ့ဘယ်ရခြင်းနဲ့အောက်လန်းလားပါလားဆုံးလန်းနန်းလားဘာဖြစ်တာဘသူကလောက်တာလဲဘတော့မှမပြောပါနဲ့တဘောပါလားအရေးကြီးတာကကိုယ်စီလာတဲ့ ဖြစ်ပေါ်ခံစားနေရတဲ့ဆင်းရဲဒုက္ခပျောက်ကင်းသွားရင်မကောင်းဘူးလားအဲ့ဒီအတွက်ပဲလုပ်ပေးလိုက်ပါเนาะတတ်တတ်စားတဲ့လူတွေเนาะတစ်ဆင့်တစ်ကားတစ်ဆင့်နာနေဘုံဘုံကူစားကဲပေးလို့ရပါတယ်သဘောပေါက်လားမှန်ပါဗျာအဲ့ဒီတော့ဘုန်းက၃မျိုးရှိတယ်ခေလေးကြောင့်သာအသက်ထဲဆုံးဆောင်နေသူကကိုယ်တကူကောင်းရတော့เนาะပြန်ရောက်ကံနဲ့ကတ္တရာဆုံးပြီးပေါက်လာ ောက်ကရဏဂုံလီညွတ်လိုက်။အော်နောက်ဤဘက်တော်မယ်သူတစ်ဖွဲ့စွန်တောက်လိုက်။နပြန်ခေဒီကတ်ထားလိုက်။အဲ့ဒါကိုယ့်အတွက်ကိုအဲ့ဒီငါးဘက်ကိုခြားရမယ်အောင်တော့။ဉာဏ်ရှိတယ်လို့တော့သဘောပေါက်လား။ပါပါပါ။နောက်ဘက်ကမျက်နှာသိတာတော့မျက်နှာသိဖို့ရေပေါ်ကလေးခတ်တာပြီးရင်အဲ့ဒီတောက်တော်ရေကိုသွန်ပြီးတော့ကရဏဂုံညွတ်ပြီးထဲလိုက်။ ခဲ့ပြီးရေးတဲ့ပြန်ကပ်ပြီးမှအဲ့ဒီရေနဲ့မျက်နှာနဲ့သွားတိုက်လို့တရဏဂုံယုတ်ဒါတကူရောလုံအောင်ယုံတာသဘောပါလားအဲ့ဒီလိုလုပ်တဲ့အတွက်သွားလျာမှာပွင့်လန်းနေမယ်လူချင်းလူချင်းနော်နတ်ချစ်တီနတ်တီချစ်ခင်မြန်လို့နေမယ်တရဏဂုံရှိတဲ့အတွက်ကိုချင်းသာတဲ့အတွက်ဒီတဘူကောင်းကိုတော့ရအောင်ပြေးပေးနေတယ်သဘောပါလား ောင်းတဲ့အတွက်နတ်မင်းကြီး၄ပါးဆိုတော့ကိုယ်ကြီးအစွမ်းမထက်ဘူးလားဒီအစွမ်းထက်တော့ကိုမိသားစုကသူ့ကိုတော့ကိုကယ်လို့ရတယ်ဒါပေမဲ့နော်ဂရိတ္တသာမတည်ရင်တော့ကိုသားသမီးလည်းကိုကယ်လို့မရဘူးနော်ကိုမိန်းမလည်းကိုကယ်လို့မရဘူးကိုယောက်ျားလည်းကိုကယ်လို့မရဘူးသူများသာကယ်လို့ရရင်ရမယ်သူတို့ကယ်လို့မရတာတဘောပေါလားဒါကြောင့်မို့လို့သားသမီးတို့အဲ့ဒီလိုတစ်ဆင့်ပြီးတစ်ဆင့်ဟော တတ်တတ်လို့စားပြီလေဆိုတော့တရားမင်းကိုယ်တိုင်စောင့်ရှောက်ပြီးမယ်တဲ့ဆိုတော့နော်တတ်တတ်လို့စားတဲ့လူတွေကနော်အကုန်လုံးကိုဝိနည်းရည်ကိုကယ်နိုင်တယ်သဘောပေါက်လားကိုယ်ကလည်းဂရိတ္တစာတည်ကြည်စွာနဲ့နေထိုင်ရင်ွယ်မြတ်သစ်ပင်ဆင်းရဲမင်းသားနောက်ဆုံးပြောရလို့ရှိရင်နော်ဘုံဘုံဒီမှာဆောင်ရွက်ပေးတယ်လို့ ာရုသမီးတို့ကနော်ဘုံမုတ်ကိုကတ်ထားတဲ့တောက်တော်ကြီးကိုဆေးအပြစ်ပေးပါလားသူပြီးတောင်းပြီးတော့တိုက်ချလိုက်ရတယ်အကယ်၍သူတို့မှာတောင်းနေကြအင်္ဂလိပ်ဆေးဗမာဆေးတွေရှိတယ်ဆိုရင်ဟောဒီရေသေးနဲ့တောက်လာလိုက်ဆိုတာနဲ့တခါတည်းဆေးတူသွားလိမ့်မယ်နော်ကိုဝတ္တတဆေးရှာစရာမလိုဘူးနော်အကယ်၍မြကိုဝတ္တတလုတ်ကျင်နေဆိုရင်ဘုံမုတ်တို့တရားနော်ဆေးပေါင်းတို့ကပါလို့ရှိတာကြီး ဝဲသွားဟိုရောက်တော့ပြန်ပြီးရောက်ပြီးတော့ဟောထူထမ်းပေးလိုက်ရင်အကုန်လုံးအောင်မြင်သွားလိမ့်မယ်သဘောပေါက်လားမှန်ပါဗျာဒါကြောင့်ဒီလိုအစဉ်အတန်းသုံးယူနဲ့သူတို့ရအောင်ကယ်ပါမယ်တဲ့နော်ဒါကြောင့်သာဓုသမီးတို့ဘက်ကဒီကုချင်းသာတရားနဲ့ပြရတဲ့ဘုံကိုတာဝန်ယူလိုက်ပါသဘောပေါက်လားမှန်ပါဗျာအဲ့ဒါဆိုရင်ဘုံဘုံဘက်ကလည်း နှစ်ပတ်လေးနှစ်ကောင်းနှစ်မြက်ဒီနဲ့စူပေါင်းပြီးတော့အခုလို့နော်လာရောက်တဲ့ဒီတိုင်းကိုလာရာယူနတ်အောင်ဇယိကကပုံဝါယူနတ်အောင်နော်လူသမားကိုလည်းလူတိုင်းရာယူနတ်အောင်ထိုက်တန်နဲ့အက်တန်နဲ့သိကိမဟိတိဒီကိုပြီးသွားပါလိမ့်မယ်သဘောပါလားပါပါဘုရားတို့ကတော့ပွဲတော်ရှိမှသွားမယ်ဆိုတာကပျော်ဖို့တက်တက်လို့ဖြစ်နေတယ်အခုကပျော်စရာပျော်ဖို့အတွက်လာတာမဟုတ်ဘူး เนาะဆင်းရဲဒုက္ခအပေါင်းကလွန်မြောက်ဖို့ရဲ့ဝိသုယံဇူတွေကလွန်မြောက်ဖို့ရဲ့เนาะအခုနောင်တွေ့မယ်အန္တရာယ်ဇူတွေကလွန်မြောက်ဖို့ကိုလာကြရတာเนาะဘယ်သူမှပူရှမ်းပြီးတော့เนาะပေါ်တော်နေဘူးလာတာမဟုတ်ဘူးအချိန်ကြီးအားနေဘူးလာကြတာမဟုတ်ဘူးသဘောပါလားအဲ့တော့လာတော့လာခြင်းနဲ့မိသားစုလိုက်လာခြင်းပြင်မဲ့ဇေယိကာ ထောင်းပြီးတော့မတားနိုင်တော့ငါးယောက်ရှိမှတယောက်တော့တားနိုင်မှာသဘောပါလားအဲ့ဒီတော့ဘုံဘုံကနေပြီးတော့ပြောရပြန်တော့ကဲ မရတဲ့ဒါမှအဲ့ဒါဝဲသွားပြီးဥပမာနော်အကျော်အလောတုတ်ကလေးတွေအာလူကျော်တုတ်လို့ဟဲ့လားဘာတုတ်လို့မုတ်တုတ်ကလေးတွေဝဲသွားပြီးအိကျကလေးတွေဟောတမင်းနဲ့ချပြီးတော့ပြဲစားကြသည်ဒီတိုင်းသာတောင်မှစားမိသွားတာနဲ့နော်ဒီမှာဒါစားတဲ့အတိုင်းကိုအကျိုးရသွားမှာတဲ့အဲ့ဒီမုတ်ဝဲတေဇာတွေကလည်းအရှင်ဘုရားကပြန်ပြီးကုသိုလ်၅ပါးတွေကိုထည့်ပေးလိုက်တော့ ုသိုလ်လေးရနော်အန္တရာယ်လေးပြီးတခါလေးပြည့်စုံသွားမှာပါဘုရားဒါကြောင့်တပည့်တော်တို့အိမ်ကမလိုက်နိုင်တဲ့မိသားစုအတွက်ကိုလည်းတယောက်တည်းလာတာနဲ့ တပီးတော့တခုထူးခြားတာတခုရှိတယ်။ဘုံဘုံတို့ဟောဒီမိဘဆောင်နာကကုတ်ကူပင်ကြီးနော်အပင်အပေါ်ကနေအယွတ်ဒီကျွေးအာတကာရဲပြင့်နေအတိုင်းကြီးကျူးကြဘာဒီကျူးကြနဲ့ပြည့်လာတော့အောက်ကအဆောင်ဘူးကနေပြီးတော့နော်တွတ်တီပေါက်တွတ်တီဖြစ်နေတော့အဲ့ဒါဘုံဘုံတို့ကနော်အဲ့ဒီအပင်မှာတောင်းကျောက်တဲ့ ုံကဲသုံးကိုတောင်းမှန်ပြီးနေရာပေးပါမယ်ဆိုပြီးပြီးအဲ့ဒါကိုနော်ခုတ်ပြပရာတိအဆောင်လေးတန်ရှင်းသွားအောင်ဆိုတော့အဲ့ဒီမှာသူကလုတ်ပါဆိုပြီးလုတ်လိုက်တော့ထူးထူးခြားခြားတိတ်ကွင်းကြီးကိုသွားတွေ့တယ်မတ်တပ်တရလူတယောက်သစ္စာလောက်ကိုတိတ်ကွင်းကြီးသွားတွေ့သွားတွေ့တော့အဲ့ဒီမှာယုတ်ကဲသုံးခေါ်မေးရတယ်အဲ့အဲ့ဒီဥစ္စာကဘယ်လိုလုတ်ပါမ သိကွေးဆိုတာဘေးသူရံတို့အန္တရာယ်သူတွေဥယျံတို့နော်ဥပီးကွေးနာကအောက်လန်းတိုင်းစုတ်တိုင်းနတ်တိုင်းကိုဝေတိုင်းတွေအတွက်ဆိုရင်အဲ့ဒီသိကွေးတဲ့တာဖောက်ဝင်လိုက်အဲ့ဒီခန္ဓာကိုယ်မှာစင်ကြယ်သွားလိမ့်မယ်ဗျာတဲ့နော်မကောင်းဆိုးဝါးဒီဒီသိကွေးကိုမဖြတ်နိုင်ဘူးဒီခန္ဓာကိုယ်ထဲမှာရှိကြများအကုန်လုံးစင်ကြယ်သွားအောင်ဒီသိကွေးကြီးကအစွမ်းဖြတ်ပါတယ်ဗျာ ါပေမဲ့ဒီတည်ခွင့်အစွမ်းချက်ဖို့အတွက်အရှင်ဘုရားရဲ့မေတ္တာတရားလိုတယ်နော်ဂိုင်းဒီကနာဒီဆိုရင်အစီအမံဒီလိုတယ်အရှင်ဘုရားကြတော့စီမံတရားမလို့ဘူးတရဏဂုံနဲ့နေဟောဒီမှာငကားကလုံးဘုံမှန်ရက်ကဗန္တပ္ပါဒီစောင့်ရှောက်ပါစေနော်နှစ်ပြီးတော့စတုမာရီနာမင်းကြီး၄ပါးဓတရတဝိလူလကဝိလူသက်ကဥဝေရာဆိုတဲ့နာမင်းကြီး၄ပါးစောင့်ရှောက်ပါ န်နိုင်ရပြီးလှုပ်လိုက်ခြင်းတရားမင်းတော်မနေနိုင်ပါဘူးဘုရားတဲ့အဲ့ဒီအခါကျတော့သူတို့လာရောက်ပြီးတရဏဂုံရုပ်ပြီးအဲ့ဒီသိက္ခွန်းနဲ့ကနေပြီးတော့ဖြတ်လျှောက်သွားမယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာရှိရင်အကုန်လုံးထွက်သွားရောတဲ့သဘောပါလားပါပါဘုရားအဲ့တော့ယူနေတဲ့သူတွေသူများလုတ်ခံကြရတဲ့သူတွေစိတ်မိသားတဲ့သူတွေဆိုရင်အဲ့ဒီသိက္ခွန်းအောက်ဖြတ်ဆိုရင်မဖြတ်နိုင်မဖြတ်ချင်ဘူးအတင်းယုံကြပြီလေ ဘောပါလားအဲ့ဒါကျရင်မိသားစုကချော့မော့ပြီးတော့အဲ့ဒါတရဏဘုံရုပ်ပြီးခေါ်လို့ဖြတ်ပြီးသွားပြီးဆိုရင်အဲသူ့ကိုဝင်ပြီးတော့လောက်တာတဲ့သူတွေအကုန်လုံးထွက်သွားတာပြန်မဝင်နိုင်တာဖြစ်တဲ့အတွက်နော်ပြန်ကောင်းသွားပါလိမ့်မယ်တဲ့သုံးလေးကာလကများအဲ့ဒီတေကွင်းကြီးအောက်ကနေဖြတ်ချက်ရင်ကောင်းပါလိမ့်မယ်တဲ့ဆိုတော့ဘုံဘုံကအဲ့ဒီတေကွင်းကြီးကိုဟောဒီ နည်းနည်းလုံသေးလို့နော်အခုဓာပြီးပြီးမှလောက်အောင်ဖြစ်သည့်အတွက်ဘုံဘုံတို့ကအဲ့ဒါကိုစောင့်ပြီးတော့ချတာနော်ဒါကြောင့်နောင်ကိုဓာတုသမီးတို့လာရင်အဲ့ဒီကိုသွားဝင်ပြီးတော့ပုဂ္ဂိုလ်ကအောင်လန်းတိုင်းဆုံးတိုင်းနဲ့တိုင်းကိုဝေချခြင်းများဖြစ်ပြီးကိုဖြစ်နေတဲ့ယောဂါကိုပုဗ္ဗံကိုမယုံဘူးခင်ရယ်တရဏကိုရုပ်ပြီးအဲ့ဒီဝင်သွားလိုက်အဲ့ဒါနမင်းနေရာနေအကုန်ရှင်းပေးတယ်လေသဘောပေါက်လား များလုံးပြန်ဖြစ်ပါသည်နော်ငါ့ကိုလုံးတဲ့ကောင်းပြန်ပြန်ပါသည်ပြောတဲ့အတူသေးလားမှန်ပါဘူးနော်သူပြုတဲ့ကံသူကံပြန်မှာကိုကပြန်ခိုင်းတယ်ရမလို့တော့သဘောပေါက်လားမှန်ပါဘူးအဲ့ဒါယေဒနာသုံးပါးရဲ့ဘုံတော်ကျေးဇူးတော်တွေကိုမမိတ်မတုံယုံကြည်လေးမြတ်တဲ့အကျိုးကျေးဇူးတွေရတာနိုင်မယ်တဲ့နော်ဒါကြောင့် ေးခဲ့ပြီးမှပြစ်တည်အတွက်ဒါတို့သမီးတို့စားကြပါစားတဲ့အခါမှာနော်ကို့အပိုက်အပြည့်လားစားဝင်းအပြင်ပုတ်မပါဘူးနော်အဲ့တော့အင်းတော့တဲသွားဖို့မလုံနဲ့နော်အဲ့တော့ဆန်နေရတဲ့ကြာနေတဲ့အချိန်ဒီဘက်တော့တာဝန်ယူတဲ့အလကားယူတဲ့စားတော့ဟုတ်လားနော်အဲ့တော့ဒါတို့သမီးတို့ဒီမိသားစု